ဒါဟာဗလာဒီမာပူတင်ကအနောက်နိုင်ငံတွေကိုဒူးထောက်စေမယ်။ကမ္ဘာကိုအတန်ထက်မြန်တဲ့ဒုံးပျံတွေနဲ့လှုပ်ခတ်ပစ်မယ်လို့ပြောခဲ့တဲ့နျူကလ িয়ার စူပါပါဝါရဲ့စစ်ဖက်လေးတပ်စက္ကန့်ပဲဖြစ်ပါရည်။ဒါပေမဲ့လည်းဒီမှာမြင်နေရတာကတော့နည်းပညာမဟုတ်ပါဘူး။အင်ဂျင်နီယာတွေကိုအထူးစစ်ဆင်ရတဲ့ရှေ့တန်းပို့လိုက်တဲ့အခါဒီလိုမျိုးထူးဆန်းတဲ့လေရင်တွန်းတဲ့အလုပ်ကကျင်းရခဲ့ပါရည်။ရုရှားဟာအခုအခါတည်ယူပို့ဆောင်ရတဲ့လူအင်အားကို ပြောင်းသုံးနေရပါပြီ။ဒီပုံလေးကိုကြည့်လိုက်ပါဝမ်းနေစရာလည်းကောင်းပါလေဒါကရုရှားရဲ့ KR226 ရဟယင်ပဲဖြစ်ပါလေ အတွင်းမှာရုရှားအင်ဂျင်နီယာတွေရှိနေပါတယ်။သူတို့ဟာမြေပြင်ထိန်းချုပ်မှုစနစ်တွေ၊ယောဂရှာဖွေရေးစနစ်တွေပြီးကြတော့ Sukio နဲ့ MIG လေးရင်တွေအတွက်တခြားစက်ပစ္စည်းတွေကိုလုပ်နေကြတာပါ။ဒီလေးရင်တွေကယူကရိန်းမျိုးတွေဘက်ကိုဒုံးကျည်နဲ့ဘုံးတွေချဲချနေတာပါ။ဒါပေမဲ့ဒါကဖျက်ဆီးခံရတာမဟုတ်ပဲစနစ်ချုပ်ရင်းမှုဖြစ်ပါတယ်။မော်စကိုရဲ့လေကြောင်းတံတားတွေဟာအခုတော့ပိတ်သွားပါပြီ။ဒါကဏ္ဍတစ်ခုတည်းရိုးရိုးပြိုးလဲတာမဟုတ်ပါဘူး။အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေဟာရုရှားရဲ့အရက်ဖက်နဲ့စစ်ဖက်လေကြောင်းလုပ်ငန်းကိုဒုက္ခနဲ့နဲ့ထဲတွန်းပို့လိုက်တာပါ။ တချိန်ကဂုံယူခဲ့ရတဲ့ရုရှားရဲ့ကုန်တင်လေးအုပ်စုဟာအခုတရားဝင်ပြည်စည်းသွားပြီလို့ဆိုရမှာပါအခြေအနေကအရန်ဆိုးပြီးအရန်ကိုရှုပ်ထွေးနေပါတယ်ရုရှားကုန်တင်လေးအုပ်စုဟာထောက်ဝက်ကျော်လောက်ကျုံသွားပါတယ်အပိုးပစ္စည်းပြက်လက်မှုကလည်းအရန်ပြင်းထန်ပါတယ်လေ့ကျင့်ထားတဲ့အတွေ့အကြုံရှိတဲ့ဝန်ထမ်းတွေအားလည်းမရှိပါဘူးအသုံးပြုနိုင်တဲ့လေးအရေးအတွက်လည်းနည်းပါလာပါတယ်ဒီလိုပြောလဲတာဟာရုရှားခီးသွားတွေခီးသွားတာကိုရတန်စေတာမျိုးတသက်မဟုတ်ပါဘူးရုရှားဆိုတာနေမီအရန်ကျယ်တဲ့နိုင်ငံမှာသူဟာစံတော်ချိန်၁၁ခုအထိကျယ်ပြန့်ပါတယ် မီးရထားလမ်းနဲ့လေကြောင်းလမ်းတွေကဒီနိုင်ငံကိုတစုတစည်းတည်းဖြစ်အောင်ခြိနှောင်ထားတာပါကုန်တင်လေရေတွေမပြန့်တန်းနိုင်တဲ့အခါစနစ်တစ်ခုလုံးရပ်တန့်သွားပါပြီဒီတော့အတင်းစဉ်းစားကြည့်လိုက်ပါစိုက်ဘေးရီးယားကမြို့တစ်မြို့ကစေးဝါတွေဆောင်နေဘာဖြစ်မလဲအရှေ့ပြားကစိတ်အုံတစ်ခုကမော်စကိုကနေစက်ပစ္စည်းအစိတ်အပိုင်းတစ်ခုဆောင်နေဘာဖြစ်မလဲလေမပြန့်တန်းနိုင်ရင်ဘာမှရောက်လာမှာမဟုတ်ပါဘူးနိုင်ငံကစတင်ပြိုကွဲလာနိုင်ပါတယ်မော်စကိုရဲ့အာဏာဟာသူ့ရဲ့လေရင်တွေမစင်းတက်နိုင်တဲ့နေရာတွေမှာဆုံးသွားပါပြီ ကုန်တင်လေခီးစဉ်တွေရပ်ဆိုင်းသွားတာဟာရုရှားရဲ့စက်မှုလုပ်ငန်းတိုးတက်မှုကိုရပ်တန့်စေပါတယ်။ကတ်စတမဈေးကွက်ကိုလည်းကျုံသွားစေနိုင်ပါတယ်။ဝေလံခေါင်းများတဲ့ဒေသတွေဟာဗဟုအစိုးရနဲ့ဖြည်းဖြည်းချင်းကင်းကွာလာပါတယ်။ဈေးဝါတွေကာကွယ်ဈေးတွေလက်ဆက်တဲ့အစားအစာတွေမရောက်တော့ပါဘူး။အနောက်နိုင်ငံတွေကအရေးကြီးတဲ့အပိုပစ္စည်းတွေမရောက်တော့ပါဘူး။ကားဆက်ယုံနဲ့ပစ္စည်းဆက်ယုံအများအပြားလဲဆက်ပြီးမလဲပန်းနိုင်တော့ပါဘူး။ဒါကအလုလမဲ့လူဦးရေအများအပြားကိုဖန်တီးနေတာပါ။ဒေယူပို့ဆောင်ရေးဟာရုရှားရဲ့အကြီးမားဆုံးပထဝီဝင်ပြဿနာပါ။အခုတော့ဒီပြဿနာတွေကလက်တွေ့ဖြစ်လာပါပြီ။ ဒီအကြက်တဲတွေကမိတ်ဆွေနိုင်ငံတွေကိုလည်းထိခိုက်စေပါတယ်။တရုတ်နဲ့တောင်ကိုရီးယားတို့ဟာရုရှားလေးပိုင်းနက်ကိုဖျက်ပြီးဥရောပကိုကုန်ပစ္စည်းပို့ခဲ့ကြပါတယ်။ဒါပေမဲ့အခုတော့ဒီလမ်းကြောင်းပိတ်သွားပါပြီ။ဘေကျင်းကနေကုန်တင်ပို့သူတွေဟာပိုရှိတဲ့တောင်ပတ်လမ်းကြောင်းတွေကိုသုံးရပါတော့မယ်။ဒီလမ်းကြောင်းတွေကပို့ပြီးကုန်ကြစေများပါတယ်။ဒါကြောင့်ပူတင်ရဲ့စစ်ပွဲဟာတရုတ်ကိုပါငွေကုန်ကြေးကျများပြားစီပါရီမဟာမိတ်တွေတောင်အခုအန်ဒီရနဲ့ရင်ဆိုင်နေရပါပြီတောင်အာဖရိကဟာရုရှားကုန်တင်လေးစဉ်သက်ခွင့်ပြုခဲ့တဲ့အတွက်ကြောင့်ပဲအမေရိကန်တူရကီနဲ့ဗဟုအာရှနိုင်ငံတွေစီက ဒုတိယအဆင့်ချိန်ချမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အားလုံးကအခုစိုးရိမ်ပူပန်နေကြပါပြီ။ပူတင်ဟာရုရှားရဲ့စီးပွားရေးကိုထိခိုက်ရုံသာမကပဲသူ့မဟာမိတ်တွေကိုပါဒီရှုပ်ထွေးမှုတွေဆွဲသွင်းနေတယ်လို့ပါ။အခုကမိတ်ဆွေတန်ရုံးစင်ကိစ္စမဟုတ်တော့ပဲအန်ရီရဲ့ကိစ္စဖြစ်နေပါပြီ။ပူတင်ရဲ့စီးပွားရေးလုပ်ရင်ဒေဝါရီခံရမယ့်အန်ရီရဲ့ရှိပါတယ်။ရုရှားလိုကြီးမားတဲ့နိုင်ငံတွေအတွက်လေကြောင်းခရီးသွားလာရေးဟာအသက်သွေးကြောပါ။လေချောင်းဆက်သွယ်မှုတွေရုတ်တရက်ရက်တန့်သွားကြာဆင်းသွားတာဟာဝေးလံတဲ့ဒေတာတွေကိုဖျက်တောက်လိုက်တယ်လို့မျိုးပါ။စိုက်ဘေးရီးယားနဲ့အရှေ့ပြားဒေတာတွေဟာအထီးကျန်လာပါရင် အဲဒီကလူတွေဟာမော်စကိုနဲ့ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်နေတယ်လို့ခန်းစားနေရပါတယ်။လက်မှတ်ဈေးတွေတက်လာပြီးဝန်ဆောင်မှုအခြေသေးတွေကျဆင်းလာပါတယ်။အခြေခံလိုအပ်ချက်တွေရဖို့ပုံခတ်ခဲ့လာပါတယ်။ Kremlin နဲ့တော့ကဖန်တီးထားတဲ့တည်ငြိမ်မှုပုံရိပ်ဟာပြိုလဲသွားပါပြီ။လူတွေဟာသူတို့အဆက်အသွယ်ပြတ်နေတယ်ဆိုတာကိုအခုမြင်လာကြပါပြီ။စစ်ဖက်နဲ့အရက်ဖက်ပူးတဲ့သုံးနည်းပညာတွေကိုလေချောင်းနဲ့တည်ယူရပါတယ်။အဲဒီအထက်မှာ microchip တီးကြတဲ့အာယုံခံကိရိယာတွေနဲ့လေချောင်းဆိုင်ရာ electronic ပစ္စည်းတွေပါဝင်ပါတယ်။ ဒီပစ္စည်းတွေဟာစစ်ပွဲဆက်ပစ္စည်းရဲ့အုံနောက်လိုပါဒေယူပို့ဆောင်ရင်နောက်ကြတာဟာပြုပြင်ထိန်းသိမ်းမှုတွေကိုနှေးကွေးစေပါတယ်ဒါကစစ်မြေပြင်မှာရုရှားတပ်ဖွဲ့တွေကိုအားနည်းစေပါဒီလေကြောင့်အကြက်တဲဟာ oligarch လို့ခေါ်တဲ့ချမ်းသာကျောဝါသူတွေနဲ့နိုင်ငံတော်ကုမ္ပဏီတွေကိုလည်းထိခိုက်စေပါတယ်ဒီအဖွဲ့တွေဟာပူတင်ရဲ့အာဏာကိုအထောက်ပံ့ပေးထားကြတာပါကုန်တင်လေကြောင်းလုပ်ငန်းဟာတစ်ချိန်ကရုရှားရဲ့ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှုရဲ့တင်ကြတာတစ်ခုဖြစ်ခဲ့ပါတယ်ရုရှားကုမ္ပဏီတွေဟာအနောက်တိုင်းလေရင်တွေနဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးလမ်းကြောင်းတွေကိုအသုံးပြုခဲ့ကြပါတယ် သူတို့ရဲ့ပိုင်ရှင်တွေဟာပူတင်နဲ့ရင်းနှီးကြပြီးအနောက်နိုင်ငံစန့်ကျင်ဝါဒဖြန့်မှုတွေကိုထောက်ခံခဲ့ကြပါတယ်။အခုအခါမှာတော့ကုန်းနေလေးချောင်းလိုက်အများပြားဟာပိတ်သိမ်းရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ဒီလူချမ်းသာအထက်တန်းလွှာအတွက်နှစ်ဆသောဘေးရန်တွေပါ။သူတို့ရဲ့ပြည်ပမှာရှိတဲ့လင်းတွေအသိမ်းခံရနိုင်ပါတယ်။ငားရမှုအများပြားပဲပြတ်ခံရပါတယ်။ဒေါ်လာဘီလျံပေါင်းများစွာတန်းတဲ့ပိုင်ဆိုင်မှုတွေအသုံးဝင်တော့ပါဘူး။ရုရှားအတွင်းမှာလုပ်ငန်းတွေရပ်ဆိုင်းသွားတာကြောင့်ငွေဝင်ငွေထွက်ငွေလုံးဝရပ်တန့်သွားပါတယ်။ဝင်ငွေမရှိပဲ ဂုံတင်လေးချောင်းလိုက်တစ်ခုရှင်းတန်းနိုင်မှာမဟုတ်ပါဘူး။ဒါဟာ Oligof တွေဟာပြည်ပကသူတို့ရဲ့ဇင်ခံရွက်လေတွေကိုပါဆုံးရှုံးတယ်လို့ရုရှားအတွင်းကသူတို့ရဲ့အတိတ်ကလုပ်ငန်းတွေကိုပါဆုံးရှုံးသွားတယ်လို့ဆိုလိုတာပါ။ပူတင်ရဲ့အခိုင်အမာဆုံးသောငွေကြေးထောက်ပံ့သူတွေဟာဒေဝါလီခံရမယ့်အခြေအနေစီတစ်ဖြည်းဖြည်းရောက်လာနေကြပါပြီ။ Kremlin ရဲ့အာဏာလည်းတစ်ဖြည်းဖြည်းမှိမ့်လာပါတယ်။ Oligof တွေရဲ့အမြင်မှာပူတင်ရဲ့စစ်ပွဲဟာအကျိုးအမြတ်မရှိတော့ဘဲဖျက်ဆီးမှုသာဖြစ်ပါတယ်။ဒီလိုအထက်တန်းလွှာတွေကြကစိတ်ပြက်အာရုံမှုဟာအစိုးရအပေါ်မှာပြည်တွင်းနိုင်ငံရေးဖိအားကိုဖန်တီးပေးနေပါတယ်။ ရုရှားကုမ္ပဏီလုပ်ငန်းရပ်တန့်သွားတာဟာပိုကျဲပြန့်တဲ့ area ကိုလည်းထိခိုက်စေပါတယ်။ရုရှားကုမ္ပဏီကုမ္ပဏီတွေဟာအနောက်တိုင်းကုန်သွယ်ရေးလမ်းကြောင်းမှာအ திக အခန့်ကဏ္ဍအနေနဲ့ပါဝင်ခဲ့မှုပါတယ်။အခုတော့သူတို့ရဲ့စမ်းဆောင်ရေးတဝက်လျော့သွားပါပြီ။ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအစိပ်ပိုင်းအများပြားဟာလေပယ်ရခတ်တဲ့အခြေအနေကိုရောက်သွားပြီးခံမှန်းလို့မရအောင်နှိကွေးရပ်တန့်သွားပါတယ်။တရုတ်နဲ့တောင်ကိုရီးယားတို့ဟာအ திக ကုန်တင်ပို့သူတွေပါ။သူတို့ဟာတမ်မိုဂျီအီလက်ထရောနစ်နဲ့နည်းပညာဖြစ်စည်းတွေကိုဥရောပနဲ့အမေရိကန်ကိုပို့ပါတယ်။ ရုရှားလေးပိုင်းနဲ့ပြတ်တောက်သွားတာကြောင့်ဒီပစ္စည်းတွေပို့ဆောင်မှုနှိမ့်ကွေသွားပြီးတရုတ်ပို့ဆောင်ရေးဆေးတွေလည်းတက်လာပါရီဗီဂျင်းနဲ့ဆိုကကုန်တင်မှုသူတွေဟာပိုရှိတဲ့တောင်ပတ်လမ်းကြောင်းတွေဒါမှမဟုတ်အရန်စည်းကြီးတဲ့တခြားနီးလန်းတွေကိုရွေးချယ်ခဲ့ရပါရီသူတို့ဟာဆေးဝါးနဲ့ပျက်စီးလွယ်တဲ့ကုန်ပစ္စည်းတွေပို့ဆောင်ရမှာကြီးမားတဲ့ပြဿနာတွေနဲ့ရှင်ဆိုင်ရတာပါရုရှားရဲ့ပိတ်ဆို့အရေးယူခံရတဲ့ဥရောပသမဂ္ဂ EU ကုမ္ပဏီတွေလည်းထိခိုက်ခဲ့ရပါရီ သူတို့ရဲ့ကိုပိုင်ထောက်ပံ့ရေးကွင်းဆက်လည်းပြတ်တောက်ခဲ့ရပါတယ်။အမေရိကန်ဟာလည်းတင်မပို့ဆောင်ရေးစိတ်မြင့်မားမှုနဲ့ကြမ်းကြမှုတွေရင်ဆိုင်ခဲ့ရပြီးအီလက်ထရောနစ်နဲ့လေကြောင်းကဏ္ဍတွေကိုထိခိုက်စေခဲ့ပါတယ်။ဒီကဘာလုံးဆိုင်ရာကုန်တင်သေးယူနိုင်စွမ်းကျုံသွားခဲ့ပါတယ်။ရုရှားရဲ့မိတ်ဆွေတားမှုချားနေလို့မြင်ရတဲ့နိုင်ငံတွေကတော့ပိုပြီးရှုပ်ထွေးတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။တောင်အာဖရိကဟာအထင်ရှားဆုံးဥပမာပါ။အမေရိကန်ပိတ်ဆို့အရေးယူမှုတွေရှိနေပေမဲ့ရုရှားကုန်တင်လေးစဉ်သက်ခွင့်ပြုခဲ့ပါတယ်။ ဒီသိငဲတဲ့လောက်ရဲ့အကြောင်းဒုတိယအဆင့်ပိတ်ဆို့မှုတွေရဲ့အန္တရာယ်ကိုရင်ဆိုင်ခဲ့ရပါတယ်။တစ်ဖက်က Bridge မဟာမိတ်တွေအနေနဲ့လည်းပူတင်ကိုထောက်ခံဖို့ကြိုးစားပြီးမယ်။တခြားတစ်ဖက်မှာ American နဲ့ EU နဲ့ကုန်သွယ်ရေးဆုံးရှုံးမှုကိုလည်းစိုးရိမ်နေရပါတယ်။ဒါကပူတင်ရဲ့ဆက်ဆံရေးတွေဘယ်လောက်ထိပြက်စီးလွယ်သလဲဆိုတာကိုပြသနေတာပါ။အခုအခါခင်မင်မှုဆိုတာတွေတော့အန္တရာယ်ကိုတွက်ချက်ရတဲ့အခြေအနေဖြစ်နေပါပြီ။တူရကီဟာလည်းသူ့ရဲ့အနေထားကိုဟန်ချက်ညီအောင်ထိန်းထားဖို့ကြိုးစားနေပါတယ်။သူကအနောက်တိုင်းရဲ့လေကြောင်းပိတ်ဆို့မှုတွေကိုတတိထားလိုက်နေပါတယ်။အနောက်တိုင်းအပိုပစ္စည်းတွေအတွက် လွှဲပြောင်းပြီးတဲ့ဗဟုအဖြစ်လှုပ်ဆောင်နိုင်ပြီးမဲ့ချီတုံချီတုံဖြစ်နေပါတယ်။အရာရှိတွေဟာလက်ခံရရှိပြီးသားဒါမှမဟုတ်အတိမတ်မပြုတ်ထားတဲ့အဖို့ပစ္စည်းတွေကိုရွှေ့ပြောင်းခြင်းကြောင့်အန်ဒီရဲမဖြစ်စေချင်ပါဘူး။တူရကီလေးကြောင်းလိုက်ဟာလည်းကမ္ဘာလုံးဆိုင်ရာငွေကြေးနဲ့အာမခံစနစ်အပေါ်မှာမိခိုနေရလို့ပါ။ဘဟုအာရှတမရနိုင်ငံတွေဟာကုန်ပစ္စည်းခိုးသွင်းတဲ့လမ်းကြောင်းအတွက်အရန်အရေးကြီးပါတယ်။သူတို့ရဲ့တည်နေရာကြောင့်ကူတန်းသွားလာမှုလွယ်ကူစေပါတယ်။ဒါပေမဲ့သူတို့ကိုအနောက်နိုင်ငံတွေကအနီးကပ်စောင့်ကြည့်နေကြတာပါ။ရုရှားကိုထောက်ပံ့ရင်းအနောက်တိုင်းငွေကြေးနဲ့အဆက်အသွယ်ပြတ်မဲ့အန္တရာယ်ရှိပါတယ်။ ဒီလိုစီးပွားရေးအသေးစားလေးတွေဟာကြီးမားတဲ့အန္တရာယ်ရင်ဆိုင်နေရပါတယ်။ပူတင်ရဲ့မဟာမိတ်တွေဟာသူ့ရွေးချယ်မှုကြောင့်ဒုက္ခရောက်နေပါတယ်။ဆယ်စုနှစ်များစွာရုရှားလေကြောင်းလုပ်ငန်းဟာအနောက်တိုင်းနည်းပညာပေါ်မိခိုးရတာပါ။ Airbus နဲ့ Boeing တို့ဟာအဓိကထောက်ပံ့သူတွေဖြစ်ခဲ့ပါတယ်။လေယာဉ်အုပ်စုရဲ့သုံးပုံနှစ်ပုံကနိုင်ငံခြားထုတ်တွေပါ။ခီးတဲ့တင်လေရင်စီးနေမှုရဲ့90%ခန့်ကျော်ဟာအနောက်တိုင်း boring လေရင်တွေကိုပဲတုံးကြတာပါအဲဒီနောက်မှာအနောက်တိုင်းအစိုးရတွေကအပူပစ္စည်းနဲ့အထောက်ပံ့တွေကိုဖြတ်တောက်လိုက်ပါတယ် software update တွေနဲ့အာမခံတွေရောင်းတာရက်လိုက်ပါတယ် ။အဲဒီနောက်မှာတော့ရုရှားအန်ရီများတဲ့ဖြည့်ရှင်းနည်းတွေကိုရွေးချယ်ခဲ့ရပါတယ်။ဒါကစက်တူလာစာချင်းနီလမှာဆိုလိုတာကလေရင်တစည်းကအပူပစ္စည်းတွေကိုဖျောက်ယူပြီးတခြားတစည်းကိုပြန်ပြီးတက်ဆင်ပေးရတဲ့ရည်ရွယ်ချက်ကိုသူတို့တွေစဉ်းစားခဲ့ကြရပါတယ်။ကောင်းတဲ့လေရင်တွေကိုဖျောက်ယူပြီးတခြားလေရင်တွေစပီးပြန်တန်းနိုင်အောင်လုပ်ခဲ့တဲ့နီလန်းတွေကိုအသုံးပြုခဲ့ပါတယ်။ Aerofrox ရဲ့အဓိကကုန်တေလေးချောင်းလိုင်းကြီးတွေဟာလေ Boring 737နဲ့747လေရင်တွေကိုပစ္စည်းလူတဲ့လေရင်တွေအဖြစ်အသုံးပြုခဲ့ရပါတယ်။ဒီလေရင်တွေဟာဘရောမှပြန်ပြီးပြန်တန်းနိုင်မှာမဟုတ်တော့ပါဘူး။ ဒီလိုဆက်သွားမယ်ဆိုရင်2026ခုနှစ်မှာလေရင်အုပ်စုရဲ့90%ခန့်တော့အထိကျုံသွားနိုင်ပါတယ်2030ပြည့်နှစ်မှာတော့လေရင်1300-900လောက်ပဲချမ်းရစ်တော့မှာပါဒါပေမဲ့တကယ်အန်ဒီရကတော့ဘေးကင်းလုံခြုံမှုပါအဲ့ဒီသူတို့ဖြုတ်ထားတဲ့အစိပ်ပိုင်းတွေဟာအသုံးပြုထားတဲ့တက်တန်ကန့်သက်ချက်တွေလည်းရှိပါတယ်ဒီတက်တန်တွေကတဖြည်းဖြည်းကုန်ဆုံးလာကြပါပြီသူတို့ကအတိမတ်မပြုတ်ထားတဲ့ပုံလူပွားအစိပ်ပိုင်းတွေနဲ့အစားထိုးနေတာပါဒီပစ္စည်းတွေကတရုတ်အီရန်နဲ့မှောက်ကိုဈေးကွက်တွေကနေရောက်လာတာပါအရေးသွေးကဘယ်လိုရှိလဲဆိုတာလည်းဘယ်သူမှမသိပါဘူး boring လေးမှပြေပြအမှားတစ်ခုကြောင့်ဘေးကနေဖြစ်နိုင်ပါတယ်။ရုရှားဟာဒီ NDA ကိုလက်တွေ့မှာစမ်းသပ်နေပါပြီ။2023ခုနှစ်မှာလေကြောင်းဘေးကင်းမတော်ဆမှုတွေဖြစ်တာဟာနှစ်ဆတက်လာပါတယ်။လေရင်တွေလေထဲမှာပျက်စီးတာ၊အင်ဂျင်မီးလောင်တာ၊စဉ်သက်တဲ့ဘိန်းမထွက်တာတွေဖြစ်နေပါတယ်။ပူတင်ဟာပြည်သူတွေကိုဘေးမကင်းတဲ့လေရင်တွေပေါ်တင်ပို့နေပါတယ်။အားကိုရမယ့်အခြေအနေမှာမော်စကိုဟာသူ့ရဲ့ရည်တည်ချက်ကိုပြောင်းပြန်လှန်ခဲ့ပါတယ်။ပိတ်ဆို့မှုတွေကအလုံးမဖြစ်ဘူးလို့ပြောခဲ့တဲ့ပူတင်ဟာအကူအညီတွေကိုတောင်းခံလာနိုင်ပါတယ်။ ရုရှားဟာနိုင်ငံတကာအရက်ဖတ်လေးချောင်းအဖွဲ့အစည်း ICAO ကိုချိကပ်ခဲ့ရပါတယ်။ပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးဖို့နဲ့အပူပစ္စည်းတွေပေးဖို့တောင်းဆိုခဲ့တာပါ။ဒါပေမဲ့လည်းတဖက်အဖွဲ့ကတော့ဒီတောင်းဆိုမှုကိုပိတ်ချခဲ့ပါတယ်။ ICAO အုပ်ချုပ်ရေးကောင်စီမှရုရှားပါဝင်ဖို့လည်းပိတ်ဆို့ခဲ့ပါတယ်။ကနေဒါကသူတို့ရဲ့ကိုယ်စားလှယ်လောင်းတွေကိုအတီလင်းဆန့်ကျင်ပါတယ်။ရုရှားဟာလွန်လောက်တဲ့မဲမရပဲထပ်မံကြာဆုံးခဲ့ရပါတယ်။ဒီအသနာခံမှုရဲ့နောက်ွယ်မှာအန်ဒီရဲ့နှမျိုးရှိပါတယ်ရုရှားကုန်တင်လေတွေဟာစစ်ဘက်တည်ယူပို့ဆောင်ရေးတို့လည်းအသုံးပြုနေလို့ပါ သူတို့ဟာရှီတန်းကိုလက်နက်နဲ့အရေးကြီးပစ္စည်းတွေတည်ယူပို့ဆောင်ပါတယ်။ဒါကြောင့်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေအတော့ပြင်းထန်ကောင်းနေဖြစ်နေပါတယ်။ယူကရိန်း drone တွေဟာလေတပ်စခန်းနဲ့စစ်ရုံတွေကိုတိုက်ခိုက်ပြီးတာပါ။ကုန်တင်လေတွေရှိတဲ့လေဆိပ်တွေဟာလည်းအန္တရာယ်ရှိနေပါပြီ။အခုတော့ပူတင်ဟာဖြတ်စည်းမှုတွေကနေခုခံကာကွယ်နေရတယ်လို့တစ်ချိန်တည်းမှာပဲအပူပစ္စည်းပြက်လက်မှုကြောင့်ဖြတ်စည်းနေတဲ့လင်းတွေနဲ့လည်းရင်ဆိုင်နေရပါပြီ။သူဟာပြည်တွင်ရောပြည်ပကပါ PR တွေအောက်မှာရှိနေပါတယ်။ ပြည်သူတွေဟာအခုအမှန်တရားကိုမြင်လာကြပါပြီ။အစိုးရကသူတို့ကိုမကာကွယ်နိုင်မဲ့အန်ဒီရယ်တဲ့ပို့ဆောင်နေတယ်ဆိုတာပါ။ဝါဒပြမှုတွေကလက်တွေ့အခြေအနေကိုဆက်ဖုံးကွယ်ထားလို့မရတော့ပါဘူး။ခရမလင်နန်တော်ဟာစကလုံးတွေကိုပိတ်ပင်နိုင်ပေမဲ့ကောင်းငင်တွေကတိတ်ဆိတ်မှုကိုတော့ပိတ်ပင်လို့မရပါဘူး။ဒေဝါလီခံရတဲ့အဟိတန်တွေကိုလည်းမရက်တန်နိုင်ပါဘူး။ကြာယွန်းနေတဲ့မဟာမိတ်တွေကိုလည်းတိတ်ဆိတ်သွားအောင်လုပ်လို့မရပါဘူး။ရုရှားရဲ့ကုန်းတွေလေရင်တွေရပ်သွားတဲ့အခါပူတင်ရဲ့မောင်းမှမှုလည်းချာဆင်းသွားခဲ့ပြီဖြစ်တဲ့အကြောင်းဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ